အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကဒီနေ့ဗာလောက်ကြမလဲဆိုတော့ VBAT ရဲ့ PPH power ရဲ့ကိုတင်ထားပြီးပြီဟုတ်တယ်နော်အဲ့တော့ဒီနေ့ VBAT ရဲ့ PPH power ရဲ့တင်ထားတာဆိုတော့ VBAT နဲ့ PPH power ကိုတိုင်းတဲ့နည်းဘို့တိုင်းမယ်ပြီးလို့ရှိရင်ဗာတိုင်းမှာလဲ connection တိုင်းမယ် VBAT လမ်းကြောင်းနဲ့ PPH power လမ်းကြောင်းနဲ့ပင်ရာတွေကိုရောက်တယ်လေဒါတွေကိုကျွန်တော်တို့လက်တွေ့အနေနဲ့တိုင်းမယ်ပြီးလို့ရှိရင်မင်းတို့ကဒီဆက်ပြားတွေကိုအကောင်လုံးဗာလောက်မလဲတယောက်ရှင်းစီကိုဘတော်ကိုတိုင်းအောင်နော်အဲ့ကိုဘတော်ကိုတိုင်းတမ်းမှအဆင်ပြေမှာမတိုင်းနိုင်ရင်အဆင်မပြေဘူး ဲ့တော့နားမလည်တာရှိရင်ရှင်းရှင်းမေးကိုယ့်ကိုယ်ကိုတော့မလိန်နဲ့ဟုတ်လားရချင်းအောင်မဆောင်နဲ့ဆိုတော့ကျွန်တော်ဘာမျိုးစားတွေရှိလဲဆိုလို့ရှိရင်ဒီဆက်ပြားကဘာဆက်ပြားလဲမသိဘူးမီမတ်တင်တယ်ကြည်ရွယ်အဲဒီကောင်ကကျတော့ကျွန်တော် note fight ဒီကောင်ကကျတော့ဘာလဲဆိုလို့ရှိရင် vivo ဒီကောင်ကကျတော့ဘာလဲဆိုလို့ရှိရင် oppo လားလဲ vivo အဲပြလို့ရှိရင်ဒီကောင်ကကျတော့ဘာလဲ redmi note 3 pro redmi note 3 pro ထဲမှာပါတယ်ဆိုတော့ဒီဆက်ပြားအမျိုးအစားတွေကိုငါတို့ကြည့်လိုက်တဲ့အခါမှာဒီကောင်မှာသူရဲ့ platform တွေကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်တပါးစီတော့တပါးစီတော့ ပါပါဝိုင်းစီလဲမင်းပါဝိုင်းမင်းပါဝိုင်းစီဗီဒီယိုရိုက်ထားတယ်ပိုင်းစီလဲမင်းပါဝိုင်းစီပြီးလို့ရှိရင်ဒီဘက်ချမ်းမှာပါရှိတယ်ဒီဘက်ချမ်းမှာပိုင်းစီရှိတယ်ဟမ်ရှာကြရင်ရှာကြရင်ပိုင်းစီတော့ဗီဂျူဝိုင်းစီဗီဂျူဝိုင်းစီအဆန်ပြီးတော့ရှောက်ပြီးပြီးလို့ရှိရင်ဒီမှာကြတော့ဒါဆိုရင်ငါတို့ကဘာတိထားမလဲဒီကောင်ကဗီဂျူ IC ကိုတုံးထားတဲ့အမျိုးအစားဒါကြတော့ ပဝိုင်းစီနှလုံးသုံးထားတဲ့အမျိုးအစား main ပဝိုင်းစီရဲ့ main ပဝိုင်းစီရဲ့ second ပဝိုင်းစီဆိုတော့ပဝိုင်းစီသုံးထားတဲ့နှလုံးအဲဆိုဒီကောင်ကကြတော့ဘာကိုသုံးထားလဲ VGIC ကိုသုံးထားတယ်ဒါ platform ပဲအဲဒီကောင်ကကြတော့လေဘာကိုသုံးထားလဲ VGIC ကိုသုံးထားတယ်ဆိုတော့ VGIC သုံးထားတဲ့အကောင့်တွေကနည်းနည်းများတယ်များနေတယ်ဆိုတော့နည်းနည်း short လာမယ်ပြအလုံးများတော့ဆိုတော့ကျွန်တော်ဒီ platform ကိုသိသွားရင်ရတယ် ဲ့တော့ mobile phone circuit ပေါ်မှာကျွန်တော်တို့တင်ထားတဲ့ platform ကဘယ်လိုတင်ထားလဲလို့မြင်လို့ရှိရင် BBC ဒီ BJC သုံးထားလို့ရှိရင် BBC ဒီ BJC တွေကိုဝင်ပါတယ် BJC တွေကိုဝင်ပြီးလို့ရှိရင် BJC ကနေဘာထွက်မှာလဲဘာထွက်မှာလဲ BBH PWR ဆိုတဲ့ဘုတ်ကိုထုတ်ပေးတယ်ဟုတ်ပြီနော် power IC နှလုံးသုံးထားလို့ရှိရင် second PMU တွေကိုပါဝင်လဲဒီဘက်ဝင်ဒီဘက်ဝင်ပြီးတော့ second PMU ကနေပြီးတော့ဘာထွက်လဲ BBH power ထွက်တယ် ပြောလို့ရှိရင်ဒီကောင်မှ BJIC တုံးထားတယ် BJIC တုံးထားတယ်ဆိုတဲ့အတွက် B ဘက်တီပဲဝင်ပါလေ BJIC တွေကိုဝင်မယ် BJIC တွေကိုဝင်ပြီးတော့ပဲထွက်မလဲ BBH power ပြန်ထွက်မယ်အဲ T Redmi Note 3 Pro ကကြတော့ကျွန်တော် Power IC နှလုံးသုံးပါဟုတ်တော့လဲ Power IC နှလုံးသုံးတယ်အဲ့တော့အပေါင်းစင်းနှလုံးသုံးထားတဲ့အကောင်ပေါ့ဒီကောင်မှကြတော့ကျွန်တော်တို့ပေါင်းစင်းနှလုံးသုံးထားရဆိုတဲ့အတွက် second pmb ကိုပါဝင်ပါလေဒီဘက်ဝင်ပါပေါ့ဒီဘက်ဝင်ပြီးလို့ရှိရင် bbh power ပြန်ထွက်မှာပေါ့ဟုတ်ပြီနော်ဒါလေးတွေကိုကျွန်တော်တို့တစ်ချက်တိုင်ကြည့်မယ် ဲ့တော့ဟုတ်ပြီဗျအရင်ဆုံးကျွန်တော်တို့ဘာဝေရှာကြည့်မလဲဆိုလို့ရှိရင်ဘာဝေရှာကြည့်မလဲဆိုလို့ရှိရင်အရင်ဆုံးလမ်းကြောင်းလေးကိုရှာကြည့်မယ်ဘိုးဘယ်နေရှုံးလားလမ်းကြောင်းလေးကိုရှာကြည့်မယ်ဆိုတော့လမ်းကြောင်းရှာမယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုရှာမလဲလို့မေးလို့ရှိရင်ဘယ်လိုရှာမလဲလို့မေးလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဝေးကိုတည်ထောင်ဖို့လိုပါတယ်။ဒါကနေစတင်ပါတော့ဘက်ထရီကွန်တာကနေစတင်မယ်။ဘက်ထရီကွန်တာကနေစတင်ပြီးတော့ ဟိုမှာကိုလုံးမဲ့ဖုန်းဒီဘိုင်းစီမျိုးစောက်ကိုတုံးတာတယ်ဒီကောင်မှာဆိုလို့ရှိရင် second BMU ကိုတုံးတာတယ်ဒီဘက်မှာ main BMU ကိုတုံးတာတယ်ဒီကောင်မှာဆိုလို့ရှိရင် BJC ကိုတုံးတာတယ်ဒီဘက်ထက်မှာဘာတုံးတာလဲ main BMU ကိုတုံးတာအဲ့တော့ကျွန်တော်တို့ဒီကဒီတစ်ခါဘာကိုတွားကြည့်မလဲဆိုလို့ရှိရင် second BMU ကိုတုံးထားပဲတုံးထားတုံးထား BJC ကိုပဲတုံးထားတုံးထား BJC ကိုပဲတုံးထားတုံးထားဘာထွက်မလဲလို့မေးလို့ရှိရင် point လုံးခံပြီးတော့ထွက်မယ် ငါတို့ထင်ရှားတည်ရမယ့်နေရာကဘာတည်ရမလဲဆိုလို့ရှိရင် booster C ဆိုတာ ground မရှိတဲ့ C လေးတစ်လုံးပါဆိုတော့ဒီဘက်အချမ်းကိုကြတော့ကျွန်တော်ဘာလို့ခေါ်လဲဆိုလို့ရှိရင် VPAT ဆိုပြီးတော့ခေါ်တယ်တကယ်လို့ဒီဖုန်းဒီ MTK အမျိုးအစားဆိုလို့ရှိရင် အဲ့ဒီဘက်ကနောက်ထပ်ခွဲထွက်ပြီးတော့ switch IC antenna switch IC ဟုတ်လားပြီးလို့ရှိရင် PAIC ဟုတ်တယ်နော်ပြီးလို့ရှိရင် PMU main PMU တို့အဲ့ကောင်တွေကိုကျွန်တော်တို့ဝင်ပါမယ်ဟုတ်လားဒါဆိုရင်ဒီဘက်ကကောင်ကကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် point တစ်လုံးကိုခံပြီးထုတ်လိုက်တာဖြစ်တဲ့အတွက် VBUS ဆိုတာဒီ VBH power အမျိုးအစားပဲ VBUS ကိုတဆင့်မြှင့်တင်ပြီးတော့ point နဲ့ ampere တောင်းအောင်လုပ်ပြီးတော့ဘာလို့လဲဒါလဲ VBH အနေနဲ့သူထုတ်ပေးလိုက်တဲ့အမျိုးအစားဟုတ်လား PBH အနေနဲ့ထုတ်ပေးလိုက်တာမျိုးဆိုအဲ့ PBH တီလည်းဘယ်လိုသွားလဲဆိုလို့ရှိရင်နောက်ထပ်လမ်းကြောင်းတစ်ကြောင်းခွဲထွက်ပြီးတော့အတာပတ် O T H E R B A R T အတပ်အတပ်ပဲဆိုတော့ဗာလေတခြားအပိုင်းတွေပေါ့တခြားအပိုင်းတွေဆိုတာဘာအပိုင်းတွေလဲလို့မေးလို့ရှိရင်အဲဒီကောင်မှာဆိုလို့ရှိရင် flash IC တွေပြီးလို့ရှိရင် touch IC တွေဟုတ်လားပြီးလို့ရှိရင်နောက်ထပ်ဗာလေဒီဘက်မှာ fingerprint တွေအဲပြီးလို့ရှိရင် touch အပိုင်းတွေ wifi bluetooth ဘိုင်းတွေ network session ဘိုင်းတွေအဲဒါတွေ audio call IC တွေဒါတွေကိုသူကသွားမှာ speaker PA တွေ backlight IC တွေဒါတွေကိုသူက BPH power အနေနဲ့ BPH အနေနဲ့သူသွားမှာဆိုတော့လမ်းကြောင်းတွေဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်လမ်းကြောင်းနှစ်ကြောင်းဖြစ်သွားတယ် ဗိဘတ်ဒီလမ်းကြောင်းတစ်ကြောင်းထွက်တယ်။ BBH ပါဝါဒီဘာကြောင်းထွက်လဲ။လမ်းကြောင်းတစ်ကြောင်းထွက်တယ်။ဒါတွေက main အတွက်မဟုတ်သေးဘူး။ဒါတွေကဘာလဲလို့မေးလို့ရှိရင် no power session POWER power session power session မဟုတ်သေးပါဘူး။ဘာမို့ဒီလဲ power session မဟုတ်သေးပါဘူးဒီကောင်တယ်ဒီလဲ power session မဟုတ်သေးပါဘူးဒါပေမဲ့ကျွန်တော်တို့ twin shot အနေနဲ့တစ်ခုတိထားမှာကဒီအပိုင်းမှာပဲ short ကြတည်ဖြစ်စေဒီအပိုင်းမှာပဲ short ကြတည်ဖြစ်စေ short ကြလို့ရှိရင်တော့ဘာဖြစ်မလဲ power တင်မှာ power တင် ရှော့ကြရပါဖြစ်မလဲပါဝါတင်မှာရှော့ကြရင်ပါဝါတင်မှာမှတ်ထားမယ်နော်ဒီနှစ်ပိုင်းကိုမှတ်ထားမယ်နော်ဘူးမရောက်တာတော့လမ်းကြောင်းပြတ်တောက်တာတော့ဆိုလို့ရှိရင်တော့ပါဝါမတင်နိုင်ဘူးဥပမာအပြင် switch IC ကိုဘူးမရောက်တော့ဘူးဆိုလို့ရှိရင်ဒါလမ်းကြောင်းပြတ်တောက်သွားတယ်လမ်းကြောင်းပြတ်တောက်သွားတယ်ဆိုလို့ရှိရင် switch IC ကအလုံးလုံးမဲ့ switch IC ရဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးဒီဘက်ဆက်မလဲဒီအတိုင်းပဲ BPH ပါဝါဒီ black IC ကိုမရောက်တော့ဘူးဆိုပါစို့ဥပမာ black IC ကိုမရောက်တော့ဘူးဆိုလို့ရှိရင် black အလင်းမတက်တော့ဘူး ဘာမဖြစ်ဘူးလားအလင်းမတက်ဘူးအလင်းမတက်တော့ဘူးဒါပေမဲ့ပါဝါ no နေတယ်နားလည်လားမသိဘူးနားလည်လားဒီနှစ်ပိုင်းကိုကျွန်တော်သိတာဘိုးမရောက်ရင်ပါဝါမသိဘူး short ကြရင်ဘာဖြစ်မလဲပါဝါရရင်နော်ရရင်နော်ဒါဆိုရင်ကျွန်တော်တို့ဒီဒီထဲမှာအဲ့ဒီ BBH power ဒီဘယ်လိုသွားလဲဆိုလို့ရှိရင် main PM view လေးကိုသွား main PM main pm view ထဲကိုပဲသွားပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကဘာကိုပဲရှာမလဲဆိုလို့ရှိရင်ဒီ b band နဲ့ဒီ pbh ပေါ့ main power ic ကိုသွားတဲ့ pbh ပေါ့ကိုပဲလိုက်ရှာမယ်ဒီနှစ်ပိုင်းတည်ပင်လည်ရင်ဘာပဲလဲ power session ပိုင်းနဲ့တက်ဆိုင်ဒီနှစ်ပိုင်းတည်ဘာဘာနဲ့တက် power session နဲ့တက်ဆိုင် no power ဖြစ်သွားတယ်ငါတို့ phone no power ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီ phone နဲ့လိုက်ရဒီဒီဒီအားနဲ့လိုက်ရဒီအပိုင်းကိုလိုက်ရနားလည်ပြီလားမသိဘူးဒါဆိုရင်ကျွန်တော်လက်တွေ့အနေနဲ့လည်းကျွန်တော်တို့သိဖို့လိုလာပြီဟုတ်လားလက်တွေ့အနေနဲ့သိဖို့လိုလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးလမ်းကြောင်းလေးရှာခြင်းပဲ တော့ကျွန်တော်တို့လမ်းကြောင်းကိုရှာမှာဖြစ်တဲ့အတွက်အတန်ကိုပဲနှာထောင်မယ်နော်အတန်ကိုနှာထောင်တဲ့အခါမှာအတန်မစ်စကင်မှာထားမယ်ပြန်နှာထားမလားအတန်မစ်စကင်မှာထားမယ်အဲ့တော့အတန်ကိုပဲနှာထောင်လို့မယ်မီတာမပါတော့ဘူးဆိုတော့ကျွန်တော်ဒီမှာဘက်ထရီကွန်နက်တာကိုဘယ်နှမတွေ့ရသလဲလို့မေးလို့ရှိရင်ဘက်ထရီကွန်နက်တာကိုဒီနှမတွေ့ရပါမယ်အဲ့တော့ဘက်ထရီကွန်နက်တာကိုကျွန်တော်ဘာရှာမှာတော့အပေါင်းလို့ရှာမှာပေါ့ဘူဂရောင်းရှာမယ်ရှာလိုက်တဲ့အခါမှာဒီဘက်ရှာမှာ ground ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်တခါပြေးရအောင်ဒီဘက်ရှာမှာကျွန်တော်တို့ vote ဆိုတော့ဘိုးလမ်းကြောင်းမှာဘာပြမလဲဆိုလို့ရှိရင်ဘိုးလမ်းကြောင်းမှာဘာပြမလဲဆိုလို့ရှိရင် connection ပြမယ်ဘာပြမလဲ connection ပြမယ် connection ဒီအနည်းဆုံးဘယ်လောက်ပြမလဲဆိုလို့ရှိရင်300ကျော်ပြပါမယ်ဘာပြမလဲ300ကျော်ပြမယ်အခုဘယ်လောက်ပြလဲ400 400 3 435ဆိုပြီးတော့ကျွန်တော်တို့ပြဟုတ်ပြီနော်435ဆိုပြီးတော့ကျွန်တော်တို့ပြပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဟုတ်ပြီဗျဆိုတော့ကျွန်တော်တို့ဒီမှာ ground လို့ကိုတွေ့သွားပြီ ground လို့ကိုတွေ့သွားပြီဆိုလို့ရှိရင်၄၃၅ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကမီတာနဲ့ land joint line မှာဖြစ်တဲ့အတွက် logena အနီထောက်လို့ပြောတယ်ဒါထောက်လား logena အနီထောက်ဆိုတော့ logena အနီထောက်ဆိုတဲ့အတွက်ငါတို့ကဒီ boat v back ဆိုတဲ့ land joint ကို logena တယ်ဆိုလို့ရှိရင်ဘာမှအနီထောက်မှာလဲ v back ကိုမှအနီထောက်ဟုတ်ပြီနော် v back ကိုမှအနီထောက်လိုက်ပြီဒီဘက်ကမှအနီထောက်ပြီးတော့ကျွန်တော်ဒီနားကသူ့ပတ်ဝန်းကျင်နားကအကောင်တွေကိုလိုက်တန်းကျင်းတန်းကျင်းတဲ့အခါမှာဒီကောင်မှလည်းဖားရှိတယ်လမ်းကြောင်းရှိတယ်ရှိရပို့ရှိရ ground ရှိရမှာ ဒီမှာလည်းကျွန်တော်တို့ဘာရှိလဲဆိုလို့ရှိရင်အဲလမ်းကြောင်းရှိဒီကောင်မှာလည်းကျွန်တော်တို့ဘာရှိလဲလမ်းကြောင်းရှိအဲဒီကောင်မှာလည်းကျွန်တော်တို့လမ်းကြောင်းရှိတယ်အဲ့လမ်းကြောင်းတွေဒီဘယ်ကိုရောက်ပါမလဲ second pm view တွေကိုရောက်ပါမယ်ဘယ်ရောက်ပါမလဲ second pm view တွေကိုရောက်ပါအဲ second pm view တွေကိုဘယ်ကောင်ဝင်လဲဆိုတော့အာဒီကောင်လေးတွေကိုဝင်ပါနိုင်လမ်းပြီဆိုတော့ဘီဒီဘက်ဘက်ထရီကထွက်လာတဲ့ဗိုးတွေဒီဘယ်ကိုရောက်မလဲလို့မေးလို့ရှိရင်ဒီကိုရောက်ရိုက်နော်နားလည်နော်အဲ့တော့ ဗီဘက်ဒီဒီကိုရောက်ပြီးတော့ဘာထွက်မလဲလို့မေးလို့ရှိရင် BPH power အနေနဲ့ပြန်ထွက်နားလည်လားမသိဘူးအ BPH power ထွက်မယ်ဆိုလို့ရှိရင် BPH power coin ကိုဘယ်လိုရှာမလဲလို့မေးလို့ရှိရင် BPH power coin ထဲမှာ coupling capacitor လေးတစ်လုံးရှိရှိဘာတလုံးရှိလဲ coupling capacitor အဲဒီ coupling capacitor လေးရဲ့နားမှာဘာရှိလဲဆိုလို့ရှိရင် coin တစ်လုံးရှိတယ်ဆိုတော့ coupling capacitor တစ်လုံးရဲ့ coin တစ်လုံးရဲ့ကိုလိုက်ရှာလိုက်ရုံပဲမဟုတ်ဘူးလားဒါဆိုရင်ကျွန်တော် coin နဲ့ coupling capacitor လေးကိုလိုက်ရှာခြင်းပဲအတန်ကိုနားထောင်မယ် ဆိုတော့ point တော့ coupling capacitor ကိုလိုက်ရှာမယ်လိုက်ရှာမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခုမှတ်စရာပါရှိလဲဆိုလို့ရှိရင် BPH quantity ဒီကျွန်တော်တို့ဒီ quantity နဲ့ရောပြီးတော့မနေတတ်ပါဘူးတက်ကောင်းတယ်နေတတ်တယ်ဘယ်လိုနေတတ်လဲတက်ကောင်းလေးနေတတ်တယ်ဒါဆိုကျွန်တော်တို့အဲ့ဒီနောက်မှာပဲ coupling capacitor လေးကိုရှာကြည့်လိုက်မှာပေါ့ဒါက coupling capacitor ကိုရှာတာဘာလို့လဲဆိုလို့ရှိရင် coupling capacitor ကဒီထဲမှာအကျုံးဝင်တာမဟုတ်ဘူးရှာခြင်းပိုင်းမှာမှာအကျုံးဝင်တာဒါမဲ့ဘာလို့မှတ်ရလွယ်အောင်တက် coupling capacitor ဘာလို့လဲရှာတာ ဆိုတော့ carbon capacity ကိုဒီနားလေးမှာတွေ့ရပါတယ်အဲတစ်ဖက်ကဘယ်လောက်ပြလဲဆိုလို့ရှိရင်1ခွန်3ဆိုပြီးတော့ပြတယ်တစ်ဖက်ကဘယ်လောက်ပြလဲဆိုလို့ရှိရင်5 6 3ဆိုပြီးတော့ကျွန်တော်တို့ကိုပြဒါဆိုလို့ရှိရင်အဲ carbon capacity နဲ့အနည်းဆုံးမှရှိတဲ့ quantity ဘာ quantity လဲ pH ပဲဆိုပါနားလေလားမသိဘူးနားလေလားဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ကြအောင် BPH ကွန်ရဲ့ထိတ်တဆမှာအမ်ပီယာဘယ်လောက်သုံးလဲဆိုတော့အော်ကွာကွန်ဒရှင်ဘယ်လောက်သုံးလဲဆိုတော့ကြည့်မယ်1ခွန်3ဆိုပြီးတော့သူကသုံးပါတယ်ဒီဘက်ရှာမလဲ1ခွန်3ဆိုပြီးတော့ကျွန်တော်တို့ပြတ် ဒါဆိုရင်တက်ခွန်3ထွက်တဲ့နေရာတွေအကုန်လုံးဒီ BBH power ထွက်တဲ့နေရာတွေကြီးပဲနားလည်လားမသိဘူး BBH power ရောက်တဲ့လမ်းကြောင်းတွေကြီးပဲဒါဆိုရင်ကျွန်တော်ဒီ capacitor လေးတွေအထက်မှာတက်ခွန်3တွေပါတယ်ရရရှိသေးလားဆိုတော့ချက်ပြင်းပါ တက်ခွန်သုံးဆိုပြီးတော့တစ်ခုရှိတယ်ဒါကဘာလို့ပြောလဲဆိုလို့ရှိရင်ဒီမှာ black light quine ရှိတယ်ဒီလိုမျိုး quine သုံးလုံးပါတယ်ဆိုလို့ရှိရင်ဒါက black light quine ဒါက shaggin quine ဒါက black pine binder fight quine တွေပါတယ်လာမှာပေါ့ပြီးလို့ရှိရင်နောက် black ic အတွက်လာမှာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ကြည့်လိုက်တာခါမှာ black light အလုံးလုံးဖို့အတွက်လည်းဘာဝင်ရလဲ bb page ပါဝင်ရလဲနားလည်းမသိဘူး black pine binder fight အလုံးလုံးဖို့အတွက်လည်းဘာဝင်ရလဲ bb page ပါဝင်ရဒါတက်ခွန်၄ဆိုပြီးတော့ပြဒီမှာလည်းတက်ခွန်၄ဆိုပြီးတော့ပြဒါဆိုလို့ရှိရင်ဒီကောင်နဲ့ဒီကောင်ဒီဒီကထွက်လာတဲ့ BPH power ပြန်ဝင်ပြီးတော့ black အလုပ်လုပ်ဖို့အတွက်ပေးသင့်တယ် လာကြောင်းနားလည်လားမသိဘူးဒါဆိုရင်အခုနကဘလောက်ပြလဲ connection ကတက်ခွန်သုံးဆိုပြီးတော့ကျွန်တော်တို့ကိုပြတယ်တက်ခွန်သုံးပြီးအဲ့တက်ခွန်သုံးပြီးဒီ point ထိပ်မှာတက်ခွန်သုံးလို့တွေ့ရတဲ့အတွက်ဒီဘက် ဒီ point ထဲမှာ1.3လို့တွေ့ရတဲ့အတွက်ဒီမှာ main power IC ကိုသွားတဲ့လမ်းကြောင်းမှာလည်းဘယ်လောက်တွေ့ရမှာလဲ1.3ဆိုပြီးတော့ကျွန်တော်တို့တွေ့ရဒါဆို main power IC ဖတ်ချောင်းကိုခြာကြည့်လိုက်တော့ကျွန်တော်တို့ဟိုဘက်ဒီဘက်ဖြစ်သွားပြီဖြစ်တဲ့အတွက်အတန်နဲ့နားထောင်လို့မရတော့ဘာနဲ့ရှားရမလဲ connection နဲ့ connection နဲ့ရှားရအောင်အဲ့တော့ connection နဲ့ရှားမယ်ဆိုလို့ရှိရင်1.3လို့ပြရတယ်ဆိုတဲ့အတွက်ဒီ power IC ဘယ်နာလေးမှာရှိတဲ့ဒီ point နဲ့ရှင်းစင်းနောက်ဆင်းမှာရှိတဲ့ capacitor လေးတွေကိုကျွန်တော်ဘာဝင်လဲဆိုလို့ရှိရင်1.3 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 ဘေးဘေးရှိပါပါလေဝင်သွားပါတယ်နားလည်လားမသိဘူးဟုတ်ပါပါအခုတင်တာပေါ့နားလည်လားနားလည်ပါဆက်နားလည်နော်ဆိုတော့ကျွန်တော်ပြန်ပြောမယ်ဘက်ထရီကွန်နက်တာကဘိုးရည်တီးပြောရမှာလဲ second second ပြန်ပြော second ပြန်ပြောကနေတစ်စက် point တစ်လုံးကို switch လုပ်ပြီးတော့ဘာလုပ်မလဲ main power ic ကို bbh power ပေးသွင်းမယ်နားလည်လားမသိဘူးနားလည်လားဒါဆိုရင်အဲ့ဒီတစ်ခွန်သုံးတယ်ဒီဘယ်ထိရောက်လဲဆိုလို့ရှိရင်ဒီနောက် ic လေးတွေကိုလည်းရောက်တယ် အဲဒီမှာ PC လေးတွေကိုလည်းရောက်လိုက်မယ်ထင်တယ်။အော်တက်ခွန်နဲ့တက်ခွန်တော့ပြတ်တယ်။ဟုတ်ပါ။ပြတ်နော်။ဒါဆိုရင်ဒီကောင်တွေကိုလည်း BB ပေါ်ရောက်တော့ပုံ။ဆိုတော့ပြောချင်တဲ့တဘောက DNC တွေ short ချတယ်။ DNC တွေဘုံမရောက်ဘူးဆိုလို့ရှိရင်ငါတို့ power ပေးမယ်။အဲပြလို့ရှိရင်ကျွန်တော်ဒီမှာကြည့်ကြအောင်။ဒီကောင်လေးကိုတစ်ချက်ကြည့်ကြည့်မယ်။အဲဒီကောင်လေးမှလည်းဗာပြလဲ။တက်ခွန်တော့ဆိုပြီးတော့ပြ။ဒါဆိုရင်ဒီ network channel တွေကိုလည်းဗာရောက်လဲ။တက်ခွန်တော့ဆိုတဲ့ BB ပေါ်ကရောက်တယ်လို့ကျွန်တော်တို့သိရမယ်။နားလည်ပြီလား။နားလည်ပြီနော်။အဲတော့နောက်ထပ်အမျိုးအစားတစ်မျိုးကိုကြည့်ကြအောင်။နောက်ထပ်အမျိုးအစားတစ်မျိုးကဒါကကြတော့ကျွန်တော်တို့လမ်းကြောင်းပိုင်းကိုပဲအဓိကထားလို့ရှာတယ်။ တော့နောက်ထပ်အမျိုးအစားတစ်မျိုးကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင် vivo အမျိုးအစားတွေ vivo အမျိုးအစားလဲဆိုတော့သူ့မှာလည်းဗာသုံးထားလိုက်ဗာသုံးထားလိုက်ပါဝင်စီနှလုံးကိုကျွန်တော်တို့သုံးထားတယ်ဆိုတော့ပါဝင်စီနှလုံးကိုသုံးထားတယ်ဆိုတဲ့အတွက်ဘက်ထရီကွန်နက်တာကနေဘူးတွေထွက်လာမှာမဟုတ်လားဆိုတော့ဘက်ထရီကွန်နက်တာဒီဘယ်နှမှာရှိတယ်လဲလို့မေးလို့ရှိရင်ဘက်ထရီကွန်နက်တာကဒီနှမှာဖြုတ်ရှားထားတယ်နော်ဖြုတ်ရှားထားအဲ့တော့ဘက်ထရီကွန်နက်တာမှာဘာကိုရှားမလဲအပေါင်းနဲ့အနှုတ်ကိုရှားရှား ။ပေါက်လိုက်တော့ကိုရှာလိုက်တဲ့ခါမှာဒီဘက်ကခရောင်းဒီဘက်ကဘိုးဆိုတော့ဘိုးမှာဘယ်လောက်ပြလဲ6ခွန်6ခွန်6ဆိုပြီးတော့ connection အနေနဲ့ပြဒါဆိုရင်ကျွန်တော် B ဘက်လမ်းကြောင်းကိုတစ်ချက်လိုက်ကြည့်မယ်ဗျာ B ဘက်လမ်းကြောင်းကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ battery mode ကနေအနီကိုထောက်လိုက်အနီကိုထောက်ပြီးတော့အနက်လေးနဲ့ပေါင်းရှာမယ် B ဘက်လမ်းကြောင်းကိုလိုက်ရှာမှာမလားအဲ့တော့ B ဘက်လမ်းကြောင်းကိုလိုက်ရှာကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဘယ်နှမှာရှိလဲဆိုတော့ဟိုဆင် ီဘက်လမ်းကြောင်းလေးဒီဘက်ကနေထွက်လာထွက်လာပြီးတော့သူဒီဘက်ကိုသွားလဲဆိုလို့ရှိရင်ကျွန်တော်ဒီကပစီတာလေးတွေကိုလည်းသူရောက်တယ်နောက်ထပ် inset အလုံးလောက်ပါသေးလားတစ်ချက်ကြည့်ရအောင် inset အလုံးလောက်ပါသေးလားမပါဘူးအဲမပါဘူးဆိုတော့ဒီကောင်မှာ inset resistor တစ်လုံး power IC နောက်မှာရှိနေမယ်ထင်တယ်ဆိုတော့ရှင်းကြည့်ရအောင်နော်ဒီကောင်ကကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် power IC pin out တိုက်ရိုက်ကိုဝင်သွားတယ်ဟုတ်လားမလို့ပါဝါစီနမှာကပစီတာတွေပါတယ်တုံးမထားပါဘူးဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီမှာကြည့်ကြအောင် ဘက်ထရီကွန်နက်တာကထွက်လာတဲ့ဘိုးတွေဒီဘေးကိုရောက်အောင်လဲဆိုလို့ရှိရင် power IC တွေကိုရောက် second PMU တွေကိုရောက် second PMU တွေကိုရောက်ပြီးလို့ရှိရင်ဘေးကထွက်မှာ PVH power point တလုံးခံပြီးထွက်ဆိုတော့ထုတ်တာတက်ပါကိုရှာမလဲ booster seal ကိုရှာပြီးလို့ရှိရင် point link ကိုရှာ PVH point ကိုရှာဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ကြည့်အောင် point ကိုရှာကြည့်မယ်ဆို booster seal ကိုရှာကြည့်မယ်ပြ booster seal ကိုရှာကြည့်လိုက်တဲ့အခါမှာဒီနောက်မှာကျွန်တော် booster seal လေးကိုတွေ့ရတွေ့တယ်ဆိုရင်တော့အတမ်းမမြည်ဘူး connection နှစ်ဖက်လုံးပြတယ် connection ဘယ်လောက်ပြလဲ လေးအဲလှုပ်နေပါတော့เนาะ400ကျော်ပြရတယ်ဒီဘက်ရှမ်းမှာကျတော့ဘယ်လောက်ပြလဲ300ကျော်ပြဟုတ်လားဒါဆိုလို့ရှိရင်ဒီကောင်ဒီပါလဲ booster c booster c ရဲ့ဘေးနားမှာရှိတဲ့ quantity ဘာ quantity ပြမလဲ bb quantity bb quantity ဘယ်လောက်ထွက်လဲဆိုလို့ရှိရင်ဒါ connection ဘယ်လောက်ထွက်လဲဆိုလို့ရှိရင်လှုပ်နေနော်ကွန်ဒရှင်ဘလောက်ထွက်လဲဆိုလို့ရှိရင်200ကျိုးထွက်ပါတယ်။ဒါဆိုပါဝါစင်နားမှာလည်းကျွန်တော်တို့ဘလောက်တွေ့ရမလဲဆိုလို့ရှိရင်200ကျိုးတွေကိုကျွန်တော်တို့တွေ့ရမှာ နားလည်လမ်းနားလည်ပါဒါဆိုရင် main power IC second power IC ကို PVH power ရောက်တဲ့လမ်းကြောင်းကိုပြီးသွားပြီเนาะဟုတ်ဟုတ်အဲ့တော့နောက်ထပ်အမျိုးကဘာလဲဆိုလို့ရှိရင် VGU IC တုံးထားတဲ့အမျိုးအစားကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုတော့ VGU IC တုံးထားတဲ့အမျိုးအစားမှာလဲဒါက Note 5A Pro Redmi Note 5A ထင်တယ် Redmi Note 5A ရဲ့အမျိုးအစားမှာကြတော့ကျွန်တော်တို့ VGU IC ကိုတုံးထားပါတယ်ဆိုတော့ VGU IC ကိုတုံးထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပင်တွေကိုပုံတင်မှတ်လို့ရပါတယ် ဗမာလေးရလဲပုံလေးပုံလေးမဲ့လို့ရဆိုတော့ BJIC ကို Bback ဒီဘာပင်ဝင်ဝင်လဲဆိုလို့ရှိရင်ပင်နံပါတ်73ရဲ့74ရဲ့ကိုဝင်ပါတယ်ဒါဆိုပင်နံပါတ်73 74ကိုရှာလိုက်ရုံပဲမဟုတ်ဘူးလားပြီးလို့ရှိရင် BBH Power ထွက်တဲ့ပင်ဒီဘာကနေထွက်လဲဆိုလို့ရှိရင်19ရဲ့30ရဲ့ကနေထွက်ပါတယ် BBH Power ဒီ19 20ကနေထွက်တယ် Carbon Capacitor Booster C ကိုထောက်ထားတဲ့တစ်ဖက်ဒီဘယ်လောက်ထွက်လဲဆိုလို့ရှိရင်27 2021ကနေပြန်ထွက်တယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ဒီပင်လေးကိုလိုက်ရှာလိုက်ရင်ကျွန်တော်တို့အတွက်အဆင်ပြေသွားပြီ။ဟုတ်လား။ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ကြည့်အောင်အဲဘက်ထရီကွန်တာလမ်းကြောင်းမှာဘာရှိလဲဆိုလို့ရှိရင် ice resistor တလုံးရှိတယ်အဲ ice resistor ကနေပဲကျွန်တော်တိုင်းကျင်းမယ်တိုင်းကျင်းလိုက်တာကမှဒီမှာ marking လေးကိုတွေ့ရတယ်ဗျ marking လေးမြင်ရလားမြင်ရပါမြင်ရ marking လေးရအောက်ကနေ10ပင်9ပင်10ပင်5ပင်6ပင်9ပင်12 13ဒါဆို12 13ဆိုတဲ့ဒီပင်လေးကိုရောက်မှာပေါ့ နားလည်လမ်းပြ။ဟုတ်ဆက်နေဆက်သုံးဆိုတဲ့ဒီပင်လေးကိုရောက်တယ်ဒီမှာကပစီတာလေးတလုံးကိုဖြုတ်ချတာလေ။ဆက်ဆက်နေဆက်သုံးဆက်လေးဆက်ငါဆက်ချောက်ဆက်ခွနဲ့ဆက်ရှစ်ဆက်ကိုး20ကနေပါထောက်မှာလေ။ BBH ပါဝင်တယ်။အဲ့တော့ဆက်ကိုး20ကနေအနီရောင်ကိုထောက်မယ်။မီတာထောက်တဲ့အနီကိုထောက်မယ်။ပြီးလို့ရှိရင်ဒီမှာတိုင်းကျလိုက်လို့ရှိရင်အတန်မြည်ရမယ်။ ဟုတ်လားဟုတ်စကွန်နက်ရှင်ကနေပါထွက်လဲ BBS ပေါ်ပါထွက်တယ်ဆိုတော့ connection အနေနဲ့မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော် VPN လမ်းကြောင်းမှာ connection block ပြရတယ်လို့ဆိုတော့ဝတ်ချင်တယ် VPN လမ်းကြောင်းမှာ356ဆိုပြီးတော့ကျွန်တော်တို့တွေ့ရလက်စဒီပင်မှာလည်းကျွန်တော်တို့ block ပြရမှာလဲ356ဆိုပြီးတော့ကျွန်တော်တို့တွေ့ရဆိုတော့ BBS ပေါ်ပါလမ်းကြောင်းမှာဘယ် block ထွက်လဲဆိုတော့တချက်ချင်းပဲ short ကြတယ် BBS ပေါ်ပါလမ်းကြောင်းမှာဒီ coin ဟော ground ကြတယ်အတန်ကြလားကြားပါဘူး။ point ကတော့ကြား။ဒါဆိုရင်ဒီကောင်တီဘာဖြစ်နေလဲ။ဒီ page ပါဝါ short ကြနေတယ်။ဆိုတော့ ground ကျတယ်ဆိုလို့ရှိရင်မနေ့ကငါတို့ short ရှာတယ်လို့မျိုးပဲဘယ်လိုရှာမလဲဒီ coin ကိုဖြုတ်ရှာလိုက်ဖြုတ်ရှာလိုက်ပြီးတော့ဘယ်ဘက်ကနေ ground ကျနေလဲဆိုတော့ကိုစစ်စစ်ပြီးလို့ရှိရင် ground ကျနေတဲ့ဘက်ကိုဘာထိုးရမလဲ4.2ကိုထိုးခင်ွေရရမယ်ခင်ွေရရမယ်နားလည်လားမနေ့နားလားဒါဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့ပါပြီးသွားပြီလေ B band နဲ့ B page power လမ်းကြောင်းကိုပြီးသွားပြီဆိုတော့ငါတို့က B band နဲ့ B page power ပြီးသွားပြီဖြစ်တဲ့အတွက် output line တွေကိုမသွားခင်မှာကျွန်တော်လက်တွေ့အနေနဲ့တိုင်ကြည့်ထားတာရမလားမသိဘူးဟုတ်ကဲ့ရရင်နော်